ပြိုင်ပန်းနီးပြကိုနှာခေါင်းသွားညှစ်ခဲ့လို့တုံးပွဲပဲခံလဲရတဲ့မော်ကြီးအားလုံးပဲမင်္ဂလာပါမေဆီလိုပေါ်သူမကပြောင်းလဲသွားခဲ့ပြီမဲ့ဘရမမပြောင်းလဲပဲဒီချိုးတိုင်းပဲရှိနေတဲ့သူတယောက်တော့ရှိပါတယ်အဲ့ဒါအတော့မော်ကြီးလိုချစ်ဆန်ကိုခေါ်ကြတယ်ဟိုဆေးမော်ရင်ကြီးပဲဖြစ်ပါတယ်ဒီလိုအများနဲ့မတူပဲတမူထူးခြားနေတာကြောင့် special one ဆိုတဲ့နာမည်ပြောင်းကိုရရှိထားခဲ့ပါတယ်မော်ကြီးဟာအတင်းကြီးတွေနဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တယ်ဘာရင်နီးပြကြီးတအူလဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူ့ရဲ့နီးပြတွေဟာမော်ရယ်ဘောလုံးလောကမှာအမွန်တော့သူလိုဖြစ်လာခဲ့ပါတယ်လက်ရှိမှာဆိုရင်လဲမော်ကြီးကဥရောပထိပ်တန်းလိဂ်ကြီးတွေမှာမရှိတော့ဘဲနဲ့သူတို့ကလပ် ဖီနာဘာချီသင်းကိုခြံတွင်နေပါတယ်။တူဂီကလည်းရောက်တဲ့အထိလည်းမော်ကြီးကပြဿနာတွေဆက်ရှာနေတဲ့ငါဖြစ်ပြီးတော့ဒီဖွဲချုပ်တွေထိုင်နေကူလည်းပပန်နေနေဝေဖန်နေပါတယ်။အခုတော့ပဇန်နဲ့တင်ပြောရတာအာမီယာတော့ပဲနေလက်တီချီတွေပါပါလာခဲ့ပါပြီ။ဂျာတီကင်းနောင်းလည်းဖီနာဘာချီအသင်းနဲ့ဂလာတဆရီအသင်းတို့ဟာတူဂီရှုံးထက်ပလားပွဲစဉ်ဖြစ်ခစားခဲ့ကြပါတယ်။အဲဒီပွဲစဉ်မှာဆိုရင်တော့ဂလာတဆရီအသင်းဘက်ကအော်စီမန်ရဲ့တင်ကူနှစ်ကူနဲ့နှစ်ကူတကူဆိုတဲ့ရလန်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဒီပွဲနာချင်းအချိန်ပုံမိနစ်မှာနှစ်ဖက်အရန်ကုန်ကစားသမားတွေလည်းထာညီခဲ့ကြပါတယ်။ဒီပြဿနာတွေဖီနာဘာချီအသင်းဘက် ကအရန်ကစားသမား Rentas နဲ့ Galatasaray တင်ဘက်ကဒီဘာဘေးနဲ့ Yidi Store ကတဲ့အနီးကပ်တက်တာခံလိုက်ရပါတယ်။ပြဿနာကပြီးသွားခဲ့ပေမဲ့မပြီးဆုံးနိုင်သေးတာကတော့မော်အီးပဲဖြစ်ပါတယ်။မော်အီးကပွဲသင်းချာမှုတ်ပြီးတဲ့အချိန်မှာတစ်ဖက်အသင်းကြီးကကိုနှောက်ခေါင်းတောင်းညှစ်ခဲ့ပါတယ်။ညစ်တာသိပြီးအားမပါဘူးဆိုပေမဲ့ဘူရက်ကတော့မြေပြင်ပေါ်မှာလူလိမ့်နေတဲ့ထိကိုဖြစ်သွားခဲ့ပါတယ်။ပွဲပြီးသတင်းမှာရှင်းလင်းပွဲမှာလည်းဘူရက်က "तू ကကျွန်တော်နောက်ကနေပြီးတော့နှောက်ခေါင်းတိုက်ခိုက်သွားခဲ့တာပါ။ကောက်ရတော့ထင်သွားခဲ့ပါတယ်။ဒါမျိုးကလုံးတင်လုံးထိုက်တဲ့လုံးရဲလို့တော့မထင်ပါဘူး။ကျွန်တော်အနေနဲ့နီးပြားလေးတွေထပ်ပို့ပြီးတော့ဆက်ထပ်ပိုင်းဆန်တဲ့အပြည့်မှုပိုင်းဒီမှာ ကောင်းမွန်လာဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။ Gladiator 3အသင်းဘက်ကတော့မော်ရီရဲ့လောက်ရကလက်မခံနိုင်စရာလောက်ရဖြစ်ပြီးတော့ပြင်းပြင်းထန်ထန်ရေးယူဖို့တက်တောင်းဆိုသွားခဲ့ပါတယ်။ Finabashi ဘက်ကလည်းဒဏ္ဍာရီမပြင်းထန်ခဲ့တာတော့ဘူရကသနားပြစ်ခံရလို့ဟန်ဆောင်နေခဲ့တယ်ဆိုပြီးတော့ပြန်ပြီးတုတ်ပြန်ထားခဲ့ပါတယ်။အရှိမဆိုရင်တော့တူရကီလီအဖွဲ့ချုပ်ကကိုတိလက်ရကျူးလွန်ခဲ့တဲ့မော်ရီညိုကိုပြစ်ဒဏ်ချမှတ်လာခဲ့ပါပြီ။မော်ရီညိုအနေနဲ့အနည်းဆက်ဆုံး၃ပွဲကိုပွဲအတွင်းကြီးကြပ်ခွင့်ပိတ်ပင်ခံရမှာဖြစ်ပြီးတော့ဒဏ်ကြီးပေါင်၆၀၀၀လေးပေးဆောင်သွားရမှာပါ။ဒီပြစ်ဒဏ်အပေါ်မှာပြင်မဲ့အသင်းဖြစ်တဲ့ Galatasaray ဘက်ကတော့ ော့သိပြီးကျင့်တဲ့ပုံမပေါ်ပါဘူး Gladys Ray သင်ဟာမော်ကြီးကိုရပ်ဖတ်တရားရုံးမှာပါတရားဆဲဖို့ကြိုးစားနေပြီးတော့မအောင်မြင်ခဲ့တာဖြစ်ပါတယ်လူအဖြစ်မော်ကြီးတယောက်ကတော့ဘယ်နေရာရောမော်ကြီးရဲ့ဖြစ်နေပြီးပြဿနာရှာလိုက်ရမှနေသားဟင်မှရှိတဲ့ပုံလေးရပါတယ်စုံလင်းကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်